ူလောကကြီးထဲမရှိတော့တဲ့အမေကိုလွမ်းလို့တချင်းဆိုရင်နာမည်ကြီးလာတဲ့ရှစ်နှစ်အရွယ်ကလေးငယ်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အသက်ရှစ်နှစ်အရွယ်မှာကင်ဆာကြောင့်ဘဝကိုသွားရတဲ့မိခင်ကြီးကိုလွမ်းဆွတ်ပြီးတော့တချင်းဆိုရင်နာမည်ကြီးလာတာကတော့တုံတုံဆိုတဲ့ကလေးပါအခုလက်တလောအင်တာနက်ပေါ်မှာလူတွေအလုံးကလူလောကကြီးထဲမှာမရှိတော့တဲ့အမေကိုလွမ်းဆွတ်ပြီးတော့ခြေခွဲပရာတချင်းဆိုနေရဲ့ဗီဒီယိုဖိုင်ကြောင့်တနာကိယုနာတက်ကြရတာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုဖိုင်မှာတော့ဝမ်းနည်းစရာကောင်းတဲ့အမေနဲ့ပတ်သက်တဲ့သချင်းတစ်ပုဒ်ကိုအတန်နဲ့အတန်ထားမှန်မှန်နဲ့လွန်လွန်ဆွေဆွေတီးဆိုနေတဲ့ရှစ်နှစ်အရွယ်ကလေးငယ်လေးတယောက်ကိုမြင်ရပါတယ်။ရှစ်နှစ်အရွယ်ဆိုတာကတကယ်ကိုကလေးလေးဆိုပေမဲ့ထင်းထုံးတွေကိုဘုံလိုတီးကအမေကိုလွန်လွန်ဆွေဆွေဆိုနေရကြောင်းအင်တာနက်ပေါ်ကပရိသတ်တွေကတနာကိယနာတက်ပြီးတော့စိတ်ဝင်စားခဲ့ကြပါတယ်။ အဆိုပါကလေးငယ်ဟာဆုံးသွားတဲ့အမေကိုလွမ်းလို့နာမည်ကြီးတချင်းတပုတ်ဖြစ်တဲ့အလွမ်းပင်လေပန်းပင်လေရင်ထဲမှာအမေဆိုတဲ့မြမတန်စင်တချင်းတပုတ်ကိုဝမ်းနည်းစွာနဲ့တီးဆိုနေရဖြစ်ပါတယ်။အမေဆိုတာကလူတိုင်းရဲ့ဘဝမှာမရှိမဖြစ်တဲ့အရာမလို့အဆိုပါကလေးငယ်ရဲ့တီးဆိုတဲ့တွေကြောင့်အကြောင်းမျိုးမျိုးကြောင့်အမေကိုလွမ်းနေတဲ့သားသမီးတွေမှာဝမ်းနည်းမျက်ရည်ဆူခဲ့ရပါတယ်။ဒါအပြင်အဆိုပါသားလေးရဲ့ဂိယုနာတန်ကြောင့်လည်းတနာကြရတာပါ အထူးသဖြင့်တရိယာလိုက်တာအမေရဲ့ဆိုတဲ့စာသားတွေဟာအကြောင်းမျိုးမျိုးကြောင့်အမေနဲ့တေခွဲရှင်ခွဲခွဲကြရတဲ့သူတွေအမေကိုလွမ်းနေရတဲ့သူတွေအတွက်တော့ဝမ်းနည်းမျက်ရည်ဝဲခဲ့ရတဲ့သချင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါကြောင့်လည်းအဆိုပါဗီဒီယိုဖိုင်လေးဟာအခုရက်ပိုင်းအင်တာနက်ပေါ်မှာတော်တော်လေးကိုပဲရေပန်းစားသွားခဲ့ရပါအဆိုပါကလေးငယ်ရဲ့နာမည်ကတော့တုံတုံလို့ခေါ်ပါတယ်။အဆိုပါကလေးဟာပေါင်းတီမျိုးကဖြစ်ကြောင်းသိရပါတယ်။ တုံတုံလေးရဲ့အမေကတော့ကင်ဆာရောဂါကြောင့်ဆုံးပါကွယ်လွန်သွားကလူလောကကြီးထဲမှာမရှိတော့ပါဘူး။ဒါကြောင့်လည်းရှင်းနှစ်အရွယ်တားလေးတုံတုံကမိခင်ကြီးကိုလွမ်းလို့တချင်းဆိုနေရဖြစ်ပါတယ်။အခုအင်တာနက်ပေါ်မှာရေပန်းစားနေရရင်ထဲမှာအမေတချင်းကိုတီးဆိုစင်မှာတော့တုံတုံလေးရဲ့အမေဆုံးသွားတာက3လပဲရှိသေးရလို့ဆိုပါတယ်။ဒါကြောင့်အမေကိုလွမ်းလို့တီးဆိုရင်းနဲ့ပရိသတ်တွေကတနာကြီးနာတတ်ခဲ့ကြတာပါ။ တကယ်တော့အင်တာနက်ပေါ်ကရေပန်းစားနေတဲ့အဆိုပါဗီဒီယိုဖိုင်ဟာ2020ခုနှစ်ကလေးကရိုက်ကူးထားတာဖြစ်ပြီးတော့အခုဆိုရင်တော့ထင်းတုံလေးတွေကိုဘုံလိုတင်းင်းနဲ့တချင်းဆူနေတဲ့ကလေးငယ်လေးကအခုတော့အသက်73နှစ်အရွယ်လူပြိုပေါက်လေးဖြစ်နေပါပြီ။တုံတုံလေးကမိခင်ကြီးမရှိဘဲနဲ့ကြီးပြင်းလာရပေမဲ့ဖခင်ကြီးကပဲတုံတုံလေးကိုအမေလိုတစ်မျိုးအဖေလိုတစ်ပုံစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။တချင်းတုံကအမေကိုလွမ်းလို့တချင်းဆူနေတဲ့ကလေးငယ်ကအခုဆိုရင်တော့မြမတန်အဆိုတော်ကြီးဖြစ်နေပြီပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့တုံတုံလေးကငယ်စဉ်ကတည်းကဂီတာနဲ့သချင်းဆိုရတဲ့ဘက်မှာဝါဒနာပါတာကြောင့်လည်းမိဘဆွေမျိုးအတိုင်းဝိုင်းတငယ်ချင်းတွေကမြေတောင်မြောက်ပေးကြတာလို့သိရပါဗျ။ဒါကြောင့်အခုဆိုရင်တော့တုံတုံလေးဟာမြမသားအဆိုတော်အဖြစ်နဲ့ရှိုးပွဲတွေတောင်တည်ဆိုဖြောပြနေရပါဗျ။တချို့ကလည်းတုံတုံလေးရဲ့အတန်ကဂယုဏတန်ပါပြီးတော့တချင်းတွေကိုတီဆိုတာကောင်းလွန်းလို့ခေတ္တအင်းဒရာထွန်းရင်အဖြစ်လဲတင်စားကြပါရစေ။ အခုဆိုရင်တော့တစိန်တုန်းကအင်တာနက်ပေါ်မှာ အမေကိုလွမ်းလို့ထင်းတုံးလေးတွေကိုဘုံလိုတီးပြီးတော့တချင်းဆိုတာကြောင့်လူတွေတနာကင်းတာတတ်တာကို ခံခဲ့ရတဲ့ကလေးလေးကနိုင်ငံကျော်အဆိုတော်ကြီးဖြစ်နေပါပြီ တုံတုံလေးကတော့သူ့အသက်ရှင်နှစ်အရွယ်မှာဆုံးဖြတ်သွားခဲ့တဲ့မိခင်ကြီးကိုအခုထိမမေ့နိုင်သေးဘူးလို့ဆိုပါတယ်။အထူးသဖြင့်တုံတုံလေးဟာအခုလိုမျိုးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်တဲ့အဆိုတော်ဖြစ်နေခြင်းမောင်းမိခင်ကြီးကိုတတ်ရှိထင်ရှားမြင်စေချင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းသားလေးတုံတုံအနေနဲ့မိခင်ကြီးအတွက်တချင်းဆိုလို့ရတဲ့ငွေနဲ့ကောင်းမှုကုသိုလ်တွေလုပ်တာပြင်မရှိတော့ပါဘူး။ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရင်ထဲမှာအမေသချင်းကိုအပိုင်နိုင်ဆုံးသီဆိုနိုင်တဲ့သားလေးတုံတုံကိုအားပေးချလာဆိုတာပြောသွားခဲ့ပါအောင်ရှင်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။